်မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ၄ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပိုချိန်တွေကတော့နေပြည်တော်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရဟိုက်ရှမ်းကုန်းမြို့မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရဟိုက်နဲ့မန္တလေးမြို့မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရဟိုက်တို့ဖြစ်ကြပါသေးတယ် ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသဂျိုတို့မှာဖမ်းရရှိတဲ့ပေါ်ရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာတိတ်အနှဲငယ်မှာတိတ်အထင်အထင်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိတ်အထင်တက်မှာတိတ်နှွတ်ထနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကက်ချင်ပြင်းနဲ့မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီးအေရော်ဒီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမုတ်ဒေတာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီး အဆိုပါမော်တင်တော်များရေလျားရာနေရာတစ်လျှောက်မှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ဆုံးခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေးခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်တရိပ်ပြနိုင်မှရဲ့အကြံပြုပါရယ်ကြံတန်းဒေသကြီးနယ်ပြည်နယ်များမှာတင်းအသင်တက်မှာတိတ်ညွတ်ထက်နေတာကိုတွေ့ရပါရယ်ဒီကနေ့မြန်မာစံတော်ချိန်18:30နာရီချိန်တက်ထွက်ခြင်းများအရတာတရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အကောင်နဲ့အပူပိုင်းမုန်တိုင်းမမ်မိုဟောင်း အနောက်အနောက်မြောက်ဘက်သို့ရွှေလျားလျက်ရှိပြီးနောက်6နာရီတွင်တိုင်ဖုန်းမုန်တိုင်းမမောအဖြစ်ပုံမောအကောင်လာနိုင်ပါတယ်။ထိုမှာတဆင်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွှေလျားနိုင်ပြီး9ရက်စဲလာ2025ရက်နေ့မှာတရုတ်နိုင်ငံတောင်ပိုင်းဟိုင်နန်ကျွန်းမြောက်ပိုင်းနဲ့ကွမ်တုံပြည်နယ်ကမ်းခြေဒေသများကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရောမှာမုတ်တုံလျားနိုင်ငံမှာအသင်တင်ရှိနေပါတယ်။ မြမပင်လယ်ပြင်မှာလိုင်းသက်တင်ရှိပါမယ်လိုင်းမြမမြမကံရိုးတန်းတစ်ဆောင်နဲ့ကန်လွပင်လယ်ပြင်တို့မှာ6ပင်မှ10ပင်ခန့်ရှိနိုင်ပါတယ်။နက်ပြတ်မွန်းတဲ့ချိန်ထိခမန်းချက်များအနေနဲ့ကတော့သကရနေသားကြီးအပိုင်းမကွေးတိုင်းနေသားကြီးမန္တလေးတိုင်းနေသားကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြောင်းသကရနေသားကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့နေပြည်တော်တို့မှာနေရာကြကြိမ်ကချင်ပြည်နယ်ရှမ်းပြည်နယ်ရွှေပိုင်း ၊ကယားပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာစစ်စစ်နေ။ရှမ်းပြည်နယ်တောင်ပိုင်း၊အေရာဗရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနံပြားမိုးထချုံ shopping ၊ကချင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ရေးမိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့နေတော်ဝိုင်းမနက်ဖြန်အတွက်မိုးလဝတအခြေအနေခံမှန်းချက်မှာနေရာကွက်ကြောင်မိုးထချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆယ်စီယံ 67ဒီဂရီဖာရန်ဟိုက်နဲ့အနေအဆုံမူချိန်မှာ23ဒီဂရီဆယ်စီယံ83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုင်းမင်းဖြန်အတွက်မိုးလဝတာအခြေအနေခန့်မှန်းချက်မလေး။နေရာကွက်ကြားမုတ်တေချုံရပါမယ်။အမြင့်ဆုံမူချိန်မှာ32ဒီဂရီဆယ်စီယံ90ဒီဂရီဖာရန်ဟိုက်နဲ့အနေအဆုံမူချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းမင်းဖြန်အတွက်မိုးလဝတာအခြေအနေခန့်မှန်းချက်မလေး။ နေရာွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့မြို့ဝကျွန်းပေါ်ဒေသတွေမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။